မမဘရင်းချန်နယ်ကနေကြိုးဆိုပါရစေကျွန်တော်တို့ကဒီလိုစိတ်ဝင်စားရအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လို့လေကျွန်တော်တို့ channel ကိုနေ့စဉ်လာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေရှင်အကြောင်းအရာကိုမစတင်ခင်မှာဘာမဘရင်း channel ကို subscribe မလို့ရသေးမှဆိုရင် subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဦးနော်ဒီနေ့ကျွန်မတို့ဆွေးနွေးဖို့ရွေးထားတဲ့အကြောင်းအရာကတော့လေအတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့တစ်ခါလေကြာရင်စိတ်ထဲမှာနည်းနည်းလေးတွားစီနိုင်တဲ့ကိစ္စရတစ်ခုပါအဲ့ဒါကတော့လူစိတ်ရဲ့အမောင်ပတ်ချမ်းလို့ပြောလို့ရမလား dark psychology အကြောင်းပါပဲ။ ကျွန်မတို့လေ့လာထားတဲ့ရင်မြစ်ဒီ dark psychology စောင်းကောင်းလို့ချက်တချို့ထဲကနေပေါ့လေဒီလိုအယူအဆလေးတစ်ဖက်တော့ကိုလွမ်းမိုးဖို့ချုပ်ကန်ဖို့တုံးတဲ့နည်းလဲနေပေါ့ဥပမာဖြောင်းကြတာတို့ဥနော့ဆေးကြော်တာတို့စိန်ညော့တာတို့ကနေအစဟိုကိုအမှုရာနဲ့လဲစားတာအဆုံးပေါ့အဲ့ဒါတွေကဘလို့အလုလုတလဲဆိုတာကိုတည်တည်ချာချာလေး sense ကြည့်ကြမှာပါဒီနီဘူဟာဒီပေါ့လေတခါလေးချက်မကောင်းတဲ့ဘက်ကိုဥတီတဲ့ဟာဒီပေါ့အဲ့ဒါဒီကိုနားလဲသဘောပေါက်စေဖို့ပါပဲ ဒီလိုတိထားမှလဲကိုပတ်ဝန်းကျင်မှာဒါမျိုးတွေနဲ့ဂျုံလာတဲ့အခါတတိထားမိမယ်ပြီးတော့ကိုကိုကိုဘလို့ကာကွယ်ရမလဲဆိုတဲ့အမြင်လေးတွေရသွားစေဖို့ပါခင်ဗျာဟုတ်ကဲ့ကောင်းပါပြီဒါဆိုပထမဆုံးအနေနဲ့ dark psychology ဆိုတာအာသူ့ရဲ့အဓိကအနစ်တာရကဘာလဲဆိုတာလေးနဲ့ဆက်လက်ရအောင်ကျမတို့လိလထားတဲ့လောက်ကတော့ဒါဟာလူတွေကိုလွှမ်းမိုးဖို့ချုပ်ကိုက်ဖို့ထိမ့်ချုပ်ဖို့ရည်ရွယ်တဲ့စိတ်ပညာလိလမှုတစ်ခုပေါ့နော် လူအပြုမှုကိုလေ့လာတဲ့စိတ်ပညာရဲ့အစိတ်ပိုင်းတစ်ခုလိုပါပဲဒါပေမဲ့ duck psychology ကပို့ပြီးတော့အာယုံစိုက်တာကသူ့တစ်ပါးကိုအမျက်ထုတ်ဖို့အထုံးချဖို့ရည်ရွယ်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေအပြုမှုတွေကိုပဲအဓိကထားတယ်လို့ဆိုပါတယ်ရှင်อืมမှန်ပါတယ်ရေးမြစ်တွေထဲမှာသူ့ရဲ့သားတွေရဲ့တွေ့ရှိချက်တစ်ခုကိုဖော်ပြထားတာစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကဘာလဲဆိုတော့လူအများစုကလည်းသူ့တစ်ပါးကိုထိခိုက်နစ်နာအောင် လုပ်ပြီးဆိုရင် အကြောင်းပြချက်တခုခုတော့ရှိတတ်ကြတယ်။ဥပမာအာနာလိုချင်လို့ပဲဖြစ်ဖြစ်ငွေရချင်အကြောင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်စားချေချင်တဲ့စိတ်အကြောင်းပဲဖြစ်ဖြစ်ပေါ့။ဒါပေမဲ့အရေးအတွက်အဖြစ်တော့တိတ်မများဘူး။အလွန်နဲတဲ့လူတစုကြတော့ဟိုဘာအကြောင်းပြချက်မှတိတ်မရှိပဲနဲ့မကောင်းမှုလုပ်ရတာကိုပဲတဘောကြလို့ဒါမှမဟုတ်သူတို့တဘာဝကကိုကအဲ့လိုထင်နေလို့လုပ်တတ်ကြတယ်လို့ဆိုတယ်။ဒီ dark psychology ရဲ့ယဉ်ခံမှာအဓိကကိုယ်ရည်ကိုယ်တွေ့လက္ခဏာ၄မျိုးရှိတယ်လို့ပညာရှင်တွေကသတ်မှတ်ကြတယ်။ အဲ့ဒါတွေကတော့ narcissism machiavellism psychopathy နဲ့ narcissism ဘို့ dark tetrad လို့ခေါ်ကြတာပေါ့လေဟုတ်ကဲ့အရင်တုန်းကတော့ dark triad ဆိုပြီး၃မျိုးပဲကြားဖူးတယ်အခု sadism ပါထည့်လိုက်တော့၄မျိုး tetrad ဖြစ်သွားတာပေါ့နော်ဒီလက္ခဏာတွေကလူတိုင်းမှာနည်းနည်းများတော့ရှိနိုင်တယ်ပြီးတော့တစ်ခုနဲ့တစ်ခုလည်းနည်းနည်းထပ်နေတတ်တယ်လို့ဆိုပါတယ်ပထမဆုံး narcissism ကိုကြည့်အောင်ဒီအရင်မြင့်လို့ရဆိုရင်တော့လေ သူတို့ကကိုကိုကိုတာမန်ထက်အများကြီးပို့ပြီးတော့အထင်ကြီးတယ်။ကိုကထူးခြားတယ်၊သူများတွေထက်တာတယ်၊အခွင့်အရေးပိုရတင်တယ်ဆိုတဲ့ခံယူချက်မျိုးရှိကြတယ်ပေါ့။ဟုတ်ပါတယ်။ပြီးတော့သူတို့ရဲ့အဲ့ဒီလိုမာနကိုမြင်တင်ပေးမဲ့သူအတိအမပြုမဲ့သူတွေကိုရှာဖွေတတ်တယ်။ဒါပေမဲ့တစ်ဖက်မှာကျတော့သူတစ်ပါးရဲ့ခန်းစားချက်ပေါ်မှာစာနာစိတ်ကအင်မတန်နည်းတယ်လို့ဖော်ပြထားပါရှင်။ဟိုရောင်တွားပင်နိုင်တာမျိုးတော့ရှိတယ်။ဒါပေမဲ့အရင်မြစ်လေးကထောက်ပြတာက ကိုကျိုးအတွက်ဆိုရင်ကျင်းဝေပိုင်းဆိုင်ရာစီမင်းစည်းကမ်းတွေကိုချိုးဖောက်ဖို့တိတ်ဝင်မလေးတကြဘူးဆိုတာပါပဲဟုတ်ကဲ့မာကီဘယ်လီနီဆမ်ကြတော့နင်းနေလေးကွာတယ်သူတို့ကနာစစ်စစ်လိုမာနာကြီးတာတဲ့ကိုကျိုးရှိဖောက်ပို့ပြီးတော့ဦးစားပေးတယ်အဓိကရီမန်းချက်ရောက်ဖို့ပဲအဲ့ဒီကိုဆိုဘလိုပဲလိပ်ဖျားလိပ်ဖျားရဘလောက်ပဲကောက်ချေရကောက်ချေရလို့ဖို့တိမစင်းစားဘူးအကြီးမြတ်တွေကသူတို့ကိုအေးဆက်တယ်ကျင်းဝေပိုင်းမှာယော်ရဲတယ်သူတို့ဘာကိုဘလိုလွှမ်းမိုးရမလို့ဆိုရင်နီလန်တွေကိုတပေါ်ဝါချာချာတိနေတတ်တယ်လို့ဖော်ပြတယ် ဟိုနီကိုလိုမာကီဗီလီရဲ့ The Prince အဝကိုအဆွဲဖြူခေါ်တော့ဗောလေဒါဆိုရင် Psycho Critic ကတော့ဘလို့ကြွားချလဲရှင်အရင်မြစ်တွေဖိုးပြထားတာအရာကဒါကဒီလေးခုချဲမှအပြင်ထန်ဆုံးလို့ပြောလို့ရမလား Psycho Critic ကတော့ဒီလေးခုထဲမှာအပြင်ထန်ဆုံးလို့ပြောလို့ရတယ်ဒါကြောင့် Risk Assessment ကိုထမှောင်မထစ်ခံချီလင်နော်အေးအရင်မြစ်ဒီမှာတော့ psychopathy ကိုအဓိကသုံးကပ်ထားတာက စာနာစိတ်လုံးဝနှိပါကင်မရာ စိတ်လိုက်မှန်ပါပြူမှုတတ်တာပြီးတော့စိတ်လှုပ်ရှားစရာတီးထိတ်ရင်ဖို့ဖြစ်အောင်လုပ်ရတာကိုအရန်နဲ့တတ်တာပေါ့သူတို့ကရက်ဆက်နိုင်တယ်လွှမ်းမိုးချုပ်ကင်လို့စိတ်ပြင်းထန်တယ်ကိုယ့်အကိုယ်လည်းအလွန်အထင်ကြီးတတ်တယ်အန်ဒီရဲ့အရှိဆုံးအချက်တကူကပါလဲဆိုတော့အပေါ်ရန်ကြီးလိုက်ရင်တာမန်လူကောင်းတစ်ယောက်လိုပဲစွဲဆောင်မှုရှိတဲ့ပုံစံမျိုးဟန်ဆောင်ရအောင်ကောင်းတယ်ဒါကမွေးရပါစရိုက်လက္ခဏာပေါ်ဆန်တယ်လို့ဆိုရတယ်ပဝင်းကျင်ခြင်းတွေကြောင့်ဖြစ်လာတဲ့ဆိုရှယ်ပါတီနဲ့လို့ क्वे ပြားတယ်လို့လည်းဆိုပါတယ် နော်ဆုံးတကူကဆေဒီဇမ်ပေါ့ဒါကတော့သူတို့လေးရှင်းပါတယ်သူတို့ဘာနာကျင်ခံစားရတာဒုက္ခရတာကိုမြင်အားကြားရရင်ပျော်ရွှင်မှုကျေနပ်မှုရရှိတာမျိုးပေါ့အရင်မြစ်ထဲကလက်တွေ့ကြတဲ့ဥပမာတကူဖေးထားတာကအင်တာနက်ပေါ်မှာတခြားသူတွေကိုတမင်စိတ်နှောင့်ရဖြစ်အောင်လိုက်လုံနေတဲ့ troll တွေပေါ့အဲ့ဒါဟာ everyday citizen ရဲ့ပုံစံတစ်မျိုးပဲလို့ဆိုပါတယ်ဟုတ်ကဲ့ဒီလို dark trick trick လက္ခဏာတွေရှိနေပြီဆိုရင်သူတို့ကသူတို့ဘာကိုလွှမ်းမိုးချုပ်ကန်ဖို့ဘလူးနီးလန်းတွေတုံးလာကြလဲရှင် manipulation techniques ပေါ့ manipulation ဆိုတာကတော့ရေပြတပားရတိုးတယောက်ကိုကိုလိုချင်တာလှုပ်လာအောင်လွှမ်းမိုးတာပဲနော်မိဘကကလေးကိုဟင်းတင်းရုပ်ကြွေးချင်လို့ချောမော့ကြွေးရမျိုးကအကောင်းဘက်က manipulation ပေါ့ဒါမဲ့ဒီ dark psychology မှာပြောနေလာကမကောင်းတဲ့ရည်ရွယ်ချက်နဲ့သူတို့ဘာရဲ့အားနည်းချက်ကိုအတုံးပြူပြီးလွှမ်းမိုးတာကိုဆိုလိုတာပါဒီထဲမှာအတုံးများတယ်ပြီးတော့အန္တရာယ်များတယ်လို့အရင်ပြည်တီကအလေးဖိဖော်ပြထားတာတခုက gaslighting ပဲဟုတ်ပါတယ် gaslighting ကတော်တော်သိမ့်မွေတယ် ပြီးတော့ NDL လည်းများနိုင်တဲ့နေလန်းတကူပါသူရဲ့အဓိကပန်းနိုင်ကဘာလဲဆိုတော့ဖိမထားခံရတဲ့သူကိုလေကိုယ့်ရဲ့မဉဏ်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့စိတ်အခြေအနေမှန်ကောမှန်လားဆိုပြီးတော့ကိုယ့်ကိုယ်ကိုတန်တရားတွေဝင်လာအောင်တတိယပြင်းနဲ့စနစ်တကျလှုပ်ဆော်သွားတာအရင်မြတ်ထဲကဥပမာလေးတစ်ခုပြန်ပြောရင်ချိန်ထားတဲ့ခြေနဲ့နှုတ်ကြပြီးမှရမ်းလာတဲ့ချစ်သူကကိုယ်ပဲစောရောက်နေတာပါအချိန်မမထားတာပါဆိုပြီးအတင်းငင်းတာမျိုးနဲ့စနိုင်တယ်ပေါ့อืมอืม အစပိုင်းမှာတော့ဒီလိုတေးသေးမောမောလေးတွေကိုဟုံနှုံနှုံနဲ့လက်ခံလိုက်တယ်၊ရှော့ပေးလိုက်တယ်။အဲ့လိုလိုရနေကြားလာတဲ့အခါမှာပိုးပြီးတော့ကြီးမားတဲ့လင်ညာမှုတွေကိုပါအမှန်ပဲလို့ထင်လောင်အောင်လုံနိုင်သွားတယ်။တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့လက်တွေ့အမှန်တရားကိုကိုယ်တိုင်မယုံကြည်တော့အောင်လုံးပစ်လိုက်တာပေါ့ဗျာ။ဒါတူတူလေးကြောက်เสียရကောင်းတဲ့နီးမယ်နော်။တခြားသုံးများတဲ့နီးလန့်တွေရောအရင်မြစ်တီရဲ့မှာ ပါရီဖော်ပြထားသေးတယ်ရှင်။တခြားတွေ့ရများနာတစ်ခုက guilt tripping ပါ။ဒါကလူတယောက်ရဲ့ကိုချင်းစာနာစိတ် အဖြစ်ရှိတယ်လို့ခံစားတတ်တဲ့စိတ်ကိုအတုံးချတာ။အင်းဥပမာငါကြောင့်မင်းဒီလိုဖြစ်ရတာတို့မင်းနာအဲ့ဒီတော့ကဒီလိုမလုပ်ခဲ့ရင်အခုအလုံးအဆင်ပြေနေပြီနဲ့ဆိုတဲ့ပုံစံမျိုးနည်းနဲ့ပြောပြီးတော့ခုခုကိုအဖြစ်ရှိတယ်လို့ခံစားလာအောင်လုပ်တာ။အဲ့ဒီကနေစင်သူတို့လိုချင်တာကိုလုပ်ပေးဖို့ဖျားပေးတာမျိုးပေါ့။နောက်တစ်ခုက covert intimidation ဒါကမတိမတာချင်းချောက်တာပေါ်တင်ကြီးခင်းချောက်တာမဟုတ်ဘူးအမူအရာတွေ စကလုံးအတုံးလုံးတွေနဲ့တွယ်ဝိုက်ပြီးတော့ကြောက်စိတ်ဝင်အောင်စိတ်မလုံးမချုံဖွတ်သွားအောင်လုပ်တာမျိုးဥပမာဘယ်လိုမျိုးလဲရှင်ဟုတ်ကဲ့ဥပမာတော်တာတန်နေနေပါရီလီတန်နဲ့စကားပြောတာမျိုးဒါမဟုတ်မျက်နှာရောတင်းတင်းထပြတာမျိုးကြီးပေါ့ဒီလိုနီလာနဲ့ကကြောက်ရှာကောင်းတာကတကူချင်းစီကြည့်ရင်တစ်ပြီးတည်သားချင်းမှတည်သားမယ်ဒါမေသူကဒါတွေကိုပေါင်းစပ်ပြီးအုံချလာတဲ့ကာမှာအရန်ထိရောက်သွားပြီးတော့နင့်နာတဲ့သူတို့ယုံထုတ်ဖို့ခတ်သွားစေနိုင်တယ်လို့အရင်မိတွေကဆိုပါတယ်ဟုတ်ကဲ့ ဒီလိုလဲကွက်တွေတုံးနေတဲ့သူလေးစီမှာတခြားဘယ်လိုအမှုချင်းတွေထပ်ပြီးတွေးရတတ်သေးလဲဥမာ gas lighting လုပ်နေတဲ့သူကတချင်တည်းမှာပဲတခြားဘယ်လိုအဖြူမှုတွေပြနိုင်သေးလဲရှင်ကောင်းနေမေကွန်ပါပဲအရင်မြစ်တွေရဆိုရင်တော့သူတို့က line ပေါ့လေလင်းညတာကိုကျွန့်ကျွန့်ချင်းချင်းတုံးကြတယ်ဒါရဲ့လင်းညအပြင်အရေးကြီးတဲ့အချက်လက်တွေကိုတမင်ချန်ထားတာမျိုးလည်းပါဝင်တယ်နောက်တစ်ခုက denial ငြင်းဆိုခြင်းပေါ့ကိုလုတာရမားနေတယ်ဆိုတာတည်တည်ရင်လုံးဝမလုခဲ့သလိုကို့မှာဘာပြစ်မှမရှိသလိုခေါင်းမာပြီးတော့ငင်းဆန်တာမျိုး ေးတတ်ကြတယ် rationalization ပေါ့ပြီးတော့ခုအဖြစ်ရဲ့အတိုင်းအတာကို short ပေါ်ပြီးပြောတာ minimization အိုးဒါလေးများဘာဖြစ်သွားမှာမလို့ဆိုရမျိုး နောက်ပြီးစကားလိုင်းကြောင်းလွှဲတာ diversion evasion တွေလည်းတုံးတတ်ကြတယ်အရင်အမည်တီးကထောက်ပြထားတာကဒီပြုတ်မှုတွေဟာတခုချင်းလေထက်ဆိုင်နေပေါင်းဆက်ပြီးတော့ဖြစ်ပေါ်လိမ့်ရှိတယ်ပြီးတော့လဲစားမှုရဲ့အစိတ်ပိုင်းတွေအဖြစ်တွေ့ရတတ်တယ်ဆိုတာပါပဲဒါကတော်တော်လေးရှုပ်ထွေးပြီးတော့သတိထားစရာအချက်တွေများတာပဲเนาะ နောက်တစ်ခါဆင်းဆင်းခေါင်းစဉ်တွေဖြစ်တဲ့ persuasion ဖြောင်းဖိချင်းတို့ brainwashing ဥနှုံစေကြောချင်းတို့ကိုလည်းအရင်မြစ်တွေကဖော်ပြထားသေးတယ် persuasion ဆိုလာကတော့ manipulation နဲ့ block ွားချပါတလေရှင် persuasion ကတော့ပို့ပြီးတော့ကြေပြန်းတယ်လို့ဆိုရမယ်တယောက်ယောက်ရဲ့သဘောထားယုံကြည်ချက်အပြုမှုကိုပြောင်းလဲသွားအောင်လွှမ်းမိုးဖို့စ조사တာပေါ့ကြော်ညာတွေနိုင်ငံရေးလုံဆောင်မှုတွေမှာအများကြီးတုံးကြတယ် အရင်မြစ်တရား manipulation နဲ့အဓိကကွာခြားခက်က persuasion မှာအစာပိုင်းမှာတော့ရွေးချယ်ခွင့်ပေးထားတဲ့အောင်ပုံစံမျိုးပါတတ်တယ်။နီလာနီတဲမှာဆိုရင်လိုအပ်ချက်တစ်ခုကိုဖန်တီးပြတာမျိုး။အေးဟုတ်ကဲ့ဥပမာ DPC မရှိရင်မဖြစ်တော့ဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်အောင်လုပ်တာပေါ့နော်။ဟုတ်ပါတယ်။ ီးတော့လူများစုလုံနေကြတယ်ယုံကြည်နေကြတယ်ဆိုတဲ့ social proof ကိုအသုံးချတာမျိုးနောက်ပြီးကျွမ်းကျင်သူ authority တယောက်ယောက်ရဲ့ထောက်ခံချက်ကိုကိုးကားတာမျိုးတွေတွေ့ရတတ်တယ်လို့ဆိုပါတယ် brain washing ကတော့နည်းနည်းပို့ပြီးအပြင်းနဲ့သဘောဆောင်တယ်လို့ထင်ပါတယ်ဟုတ်ပါတယ် brain washing ကပို့ပြီးတော့စနစ်ကြတယ်အချင်းယူပြီးတော့လှုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်တစ်ခုပါ အရင်အမီဒီယာသူတည့်ပန်းတိုင်ကလူတယောက်ရဲ့မူလရှိရင်ဆွဲယုံကြည်ချက်တွေကို လုံးဝဆွန့်လွတ်သွားစေပြီးတော့အတွေ့အခေါ်အတိတ်ယုံကြည်မှု အတိတ်ကိုအစားထိုးလက်ခံလာအောင်လုပ်တာပါအဖွဲစည်းသည့်ဂိုင်းကနာတချို့တွေမှာတုံးလေရှိတယ်လို့ဆိုပါတယ်အဓိကလှုပ်ဆောင်ချက်တွေထဲမှာဖြစ်မှတ်တာခံရတဲ့သူကိုလူအတိုင်းဝိုင်းကနေအထီးကျန်ဖြစ်အောင်ခွေထုတ်ထားတာမျိုးဟုတ်ကဲ့ပြီးတော့ကိုကိုကိုတံပိုးမရှိဘူးအတုံးမကြဘူးလို့ခံစားလာအောင် စိတ်သက်ပိုင်ဆိုင်ဟာအရာဖြိုခွေးတာပြီးတဲ့ဟာတမှာအတွေ့အခေါ်အတိတ်တွေကိုထည့်သွင်းပေးတာ အဲ့ဒီတိုင်းလိုက်နိုင်စုချီမင်ထားမျိုးတွေပါဝင်တယ်လို့ဖော်ပြထားတယ်။ Love bombing လို့ခေါ်တဲ့အဖွဲ့ဝင်ဖြစ်လာအောင်အစပိုင်းမှာအလွန်အကျွမ်းချစ်ခင်ပြတဲ့မျိုးကလည်း brain washing ရဲ့နီလန်တစ်ခုပဲလို့ဆိုပါတယ်။မကောင်းတဲ့အရာတွေထင်နေလို့တော့မဟုတ်တော့ပါဘူး။ NLP ဆိုတာကအာယုံကြောစနစ်ဘာသာစကားနဲ့အပြုတ်မှုပုံစံချက်ချင်းကြားတဲ့ကဆက်သွယ်မှုကိုလေ့လာပြီးတော့အပြုတ်မှုပြောင်းလဲရင်မှတိုးချတဲ့နည်းပညာတစ်ခုပေါ့။ Hypnosis ကလည်းအာယုံစူးစိုက်မှုကို suggestion လို့ခေါ်တဲ့အကြံပြုချက်တစ်ခုကိုပေါ်မှာစူးစိထားစေပြီးတော့ပြုပြင်ပြောင်းလဲမှုကိုလက်ခံဖို့လွယ်ကူတဲ့စိတ်ချနေမျိုးဖန်တီးပေးတာပါ။ဟွန်းဆိုတော့ဒီနီလန်းနေဟာကုထုံးဒီမှာ ကိုကြီးကိုသွေးတိုတဲ့ရေးဒီမှာအတုံးဝင်တယ်လို့ပဲတစ်ဖက်မှာသူတပားကိုလွမ်းမိုးဖို့ချိုးကင်လို့တဲ့ရည်ရွယ်ချက်နဲ့အလွဲထုံးစားလုပ်မယ်ဆိုရင်လည်းအလုံးထိရောက်တဲ့လက်နက်တွေဖြစ်လာနိုင်တယ်လို့အရင်အမြင့်တွေကရှုမြင်ပုံရပါတယ်။အဲ့ဒါကြောင့် dark psychology ရဲ့ကနာထဲမှာထည့်သွင်းဆွေးနွေးထားတာဖြစ်နိုင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ လူတွေရဲ့စကားလုံးတွေဖြင့်သူ့ရဲ့ကိုခန္ဓာအမူအရာ body language ကလည်းအများကြီးပြောပြနိုင်တယ်လို့ဆိုကြတယ်လေလဲဖျားမှု deception နှစ်ပတ်သက်ပြီးတော့ body language ကဘလောက်ထိအရေးပါလဲဆိုတာကိုအရင်အမြစ်တီးကဘလို့ဆိုထားပါတယ်ရှင် body language ဆိုတာကတော့စကားလုံးမပါဘဲနဲ့ဆက်သွယ်ခြင်းရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပေါ့မျက်နာအမူအရာတွေလက်ဟန်ခြေဟန်တွေ ကိုယ်နေဟန်ထားတွေ မျက်လုံးအကြည့်ဆရာတွေကနေလူတယောက်ရဲ့စိတ်ခံစားမှုယုံကြည်မှုအခြေအနေစိတ်ဖြစ်စီမှုရှိမရှိဆရာတွေကိုအတိုင်းအတာတစ်ခုအချီပေါ်ပြနိုင်တယ်လို့အရင်းမြန်တွေကဆိုပါတယ်ဥပမာတစ်ခုအနေနဲ့လူနှစ်ယောက်စကားပြောနေရင်လည်းသူတို့ရဲ့ကိုယ်အမွေအရာတွေဖြည်းဖြည်းတူလာတာမျိုးမိမိကင်လစ်လာတာမျိုးကသူတို့ကြားထဲမှာတဟာစာရဖြစ်မှုဆက်သွယ်မှုကောင်းမွန်နေတာကိုပြနိုင်တယ်လို့ဖော်ပြထားတယ်ဒါဆိုရင်လင်ညာနေတဲ့သူကို body language ကနေတမ်းပြလို့သိနိုင်လားရှင့် မေအဲ့လိုတအားပိုက်ကြီးပြောဖို့ရခက်တယ်လို့အရင်မြစ်တွေကဆိုရတယ် deception ဆိုတာကမှားယွင်းတဲ့ယုံကြည်ချက်ဖြစ်ပေါ်လာအောင် တမင်တကာလှုပ်ဆောင်တာဗောလေလင်ညာနေတဲ့သူဟာသူပြောနေတဲ့အချက်လက်အမှားတွေကိုမှတ်မိနေရတယ်သူ့ဇလန်းကိုယုတ်တိရှိနေအောင်ထိန်းသိမ်းထားရတယ်အဲ့ဒီလိုလုပ်ရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှု cognitive load ပုံများလာတဲ့အခါမှာမရည်ရွယ်ဘဲနဲ့ကိုယ်အမူအရာတောင်းမှုစကားတုံးတုံး verb or non verb cues တွေထွက်လာနိုင်ခြေလို့ရှိတယ်လို့ဆိုပါတယ်။ဥပမာဘလို့အမှုရာမျိုးတွေလဲ။ဥပမာဟိုမျိုးလုံးအချီကိုရှောင်လွှဲတာမျိုးလက်ဟန်ချေဟန်ဒီပုံမှန်ထပ်ပိုးများလာတာဒါမှမဟုတ်လုံးဝကိုမလို့မရှိတောင်းတောင်းကြီးဖြစ်သွားတာစကားပြောရင်ခဏခဏထစ်တာမျိုးတွေပေါ့။ဒါပေမဲ့အယူကြည့်တာကဒီလက္ခဏာတွေဟာစိတ်လွတ်ရှားမှုကြောင့်စိုးရင်စိတ်ကြောင့်ဒါမှမဟုတ်ရှက်စိတ်ကြောင့်လည်းဖြစ်နိုင်တယ်။အဲ့ဒါကြောင့်ဒီလိုလက္ခဏာတွေတွေ့ုံနဲ့ ဒါလိမ်နေတာပဲလို့ထစ်ထချကောက်ချက်ချလို့မရဘူးလို့အရင်မိတွေကတတိပေးထားတာပါအခြေအနေကိုခြုံငုံကြည့်ပြီးတော့တတိထားဖို့လောက်ပဲအကြံပြုထားပါရခမဟုတ်ကဲ့ဒါဆိုရင်တော့နောက်ဆုံးအရေးကြီးတဲ့အပိုင်းကိုရောက်လာပါပြီဒီလိုမနစ်ဖြူလေတာတွေကဘလို့လူစားမျိုးတွေကိုပို့ပြီးတော့ပြစ်မှတ်ထားတာကြလေပြီးတော့ဒီလိုလွှမ်းမိုးချုပ်ကင်မိုးတွေနဲ့ခုခုခုဘလို့ကာကွယ်နိုင်မလဲအရေးမိတီကဘာတွေအကြံပြုထားပါသလဲရှင်အရေးမိတွေရဆိုရင်မနစ်ဖြူလေတာတွေဟာ လူတယောက်ရဲ့အားနည်းချက်တွေကိုအလိုလိုအာယုံခံပြီးတတ်ကြတယ်လို့ဆိုရီသူတို့ပို့ပြီးတော့ဖြစ်မှတ်ထားလေရှိတူတွေကတော့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုခံစားနေရတဲ့သူတွေ emotional insecurity ဟမ်ပြီးတော့ငြင်းဆန်မှုခက်ခဲပြီးတော့အလွန်အကျွမ်းတဘောတူလွယ်တဲ့သူတွေ over agreeableness သူတို့ဘာရဒုက္ခကိုကိုဒုက္ခလို့အလွန်အမင်းခံစားပေးတဲ့ empathic people တွေအထီးကျန်မှာကိုတင်မလောက်ကြောက်ရွံ့နေသူတွေ fear of loneliness နောက်ပြီးတော့ သူတစ်ပါးပေါ်မှာမိခိုးလွန်းနဲ့ကိုယ့်ရေကိုယ်တွေ့ရှိတဲ့သူတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကိုမဒီလိုအားနေချက်တွေရှိနေမှတည်ရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီလိုအခြေအနေမျိုးတွေနဲ့ကြုံလာရင်ပဲဖြစ်ဖြစ်ဘလို့တွန်းပြန်ကာကွယ်ရမလဲရှင်အဓိကအချက်ကတော့ကိုကိုကိုတန်ဖိုးထားစိတ် self esteem နဲ့စိတ်တကျင့်ခိုင်မှု will power ကိုပြန်လည်တည်ဆောက်ဖို့ဒါမှမဟုတ်ပိုပြီးခိုင်မအောင် လုပ်ဖို့ပါပဲလို့ယင်းနည်းမြတ်တွေကအလေးပေးထားတယ် ထမဆုံးအရေးကြီးဆုံးကတော့ awareness ပါပဲဆိုတော့ဒါကဒီလိုလဲဖျားတက်ကဲအဖြူမှုတွေနီးလန်းတွေကိုတိထားဖို့လိုသလို ကိုယ်မှာဘလို့အားနေချက်တီစိတ်ပိုင်းဆိုင်ရာ trigger တွေရှိနေတယ်လေဆိုတာကိုလေရိုးရိုးသားသားသုံးသပ်မိဖို့ self awareness ရှိဖို့လိုအပ်ပါတယ်ဟုတ်ကဲ့နောက်ခုအရေးကြီးတာက assertiveness ပါကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့နေနေမြစ်တွေကိုယူတီလေးစားမှုနဲ့အတူရှင်းရှင်းလင်းလင်းပြပြသားသားဖော်ပြတာပို့လေ့ကျင့်ရမယ် ညင်းတဲ့အခါမှာညင်းရအောင်။တုံပြတ်မှုအပိုင်းကတော့ဘလို့လဲရှင့်။တို့ရဲ့လက်ွက်ထဲပါမသွားအောင်ဘလို့စိတ်ကိုထင်းရမလဲ။အဲ့ဒါက managing reactions ပေါ့။ manipulated တွေကတမင်တကာစိတ်ခံစားမှုပြင်းထန်လာအောင်ဆွေးပေးတတ်တယ်။အဲ့ဒါကြောင့်ကိုယ့်ရဲ့တုံပြတ်မှုကို စီမံခန့်ခွဲတာဖို့အရန်အရေးကြီးတယ်။စိတ်အေးအေးထားပြီးလို့ချက်ချင်းကြီးတုံပြတ်မဲ့အစားခဏလေးရပ်ပြီးလို့စင်ကြံတုံတရားနဲ့ပြန်လည်တုံသက်ပြီးမှတုံပြတ်တာမျိုးလို့ဖို့အရင်မြစ်တွေကအကြံပြုပါတယ်။ နောက်တစ်ချက်က detach with love ဆိုတဲ့သဘောတရားလေးပါဒါကဘာလဲဆိုတော့သူတို့ရဲ့အပြုအမူတွေသူတို့ရဲ့ပြဿနာတွေအတွက်ကိုကတာဝန်ရှိတယ်လို့ခံယူနေတာမျိုးမဟုတ်ဘဲနဲ့သူတို့ပေါ်ကရုဏာတော့ချနိုင်သေးတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ပိုင်ဆိုင်ရာချမ်းမရေကိုကာကွယ်ဖို့အတွက်သူတို့ရဲ့အစိတ်တောက်ဖိစေတဲ့အပြုအမူတွေကနဲ့အကွာအဝေးတကူထားပြီးဆက်ဆံတာမျိုးပေါ့အဆုံးစွန်မှာတော့ကိုဘောရဲ့ကိုပိုင်အုပ်ချုပ်ခွင့် autonomy ကိုဂိုင်ဆွဲထားပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သတ်မှတ်နိုင်ဖို့ကအခရာပဲလို့အရင်မြစ်တေကဆိုပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီနေ့ကျမတို့ဆွေးနွေးခဲ့ကြတာတွေကတော်တော်လေးကြည်ပြန်ပြီးတော့အရေးလက်ပါတဲ့အကြောင်းအရာတွေပါပဲနော် Dark Psychology ရဲ့အခြေခံလက္ခဏာတွေဖြစ်တဲ့ Dark Tetrad ကနေစပြီးတော့ Gaslighting လိုမျိုးလမ်းမိုးချုပ်ကိုင်မှုနည်းလမ်းတွေ Persuasion နဲ့ Brainwashing လိုအယူအဆတွေလှည့်ရှားမှုကိုတတိပြုမိနိုင်တဲ့အချက်တွေပြီးတော့အစိုးမကိုကိုကိုဘယ်လိုကာကွယ်မလဲဆိုတဲ့နည်းလမ်းတွေကိုအရေးမြတ်တွေထဲကနေထုတ်နှုတ်ပြီးတော့ဆွေးနွေးခဲ့ကြပါတယ်ရှင်ဟုတ်ပါတယ်ခင်ဗျာနာဇင်သူတွေကိုစဉ်းစားစရာလေးတစ်ခုအနေနဲ့ ခြံထားခဲ့ခြင်းတာကတော့လေဒီနေ့ဆွေးနွေးခဲ့တဲ့လှက်ဖျားမှုနီလန်တော်တော်များများဟာတိမ်မွေးတယ်။ပြီးတော့လူသားတွေရဲ့အခြေခံကြတဲ့စစ်ပိုက်ဆိုင်ရာလိုအပ်ချက်တွေအားနည်းချက်တွေပေါ့။ဥမာဆက်သွယ်မှုလိုချင်တဲ့စိတ်တို့အထီးကျမှကြောက်တဲ့စိတ်တို့အဲ့ဒါတွေကိုပြစ်မှတ်ထားပြီးတော့အထုံးချနေရကိုအရေးမြတ်တွေကဖော်ပြနေပါတယ်။ဟုတ်ကဲ့ဒီလိုခြေနေမျိုးမှာတအူးချင်းစီအနေနဲ့တော့လူဖွဲ့စည်းတစ်ခုလုံးနေနေပါ လူရီကြားထဲမှာပြန်လည်တန်တရာစီတွေလွန်ခဲမသွားအောင်တပည့်တစ်ချိန်တည်းမှာပဲဒီလိုလဲဖျားမှုတွေကိုပို့ပြီးတော့ကြံ့ကြံ့ခံနိုင်စွမ်းရှိလာအောင် ပို့ပြီးတော့တတိထားမိလာအောင်ဘလူနီလန်းနေနဲ့မြင့်တင်ပေးနိုင်မလဲဒါတော့ကျွန်တော်တို့အားလုံးဆက်လက်ပြီးတော့တွေ့တော့စင်ကျင်တင်တဲ့အချက်တခုလို့မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုကြိုက်နေတဲ့တည်းဆိုရင် like ပေးပြီးတော့နားဆင်သူရဲ့အမြင်တွေကိုလည်း comment မှာဝေးမြပေးခဲ့ပါအောင်လို့ပြောချင်ပါတယ်ရှင်။ ဒီနေ့အတွက်ကျမတို့ရဲ့ဆွေးနွေးမှုကတော့ဒီလောက်ပါပဲ။ဘာမှ brain channel ကိုဆက်လက်ပြီးတော့အားပေးနားဆင်ကြပါအောင်လို့ပြောချင်ရဲ့ညီကုန်းချုပ်လိုက်ပါတယ်ရှင်။